နောက်ဆုံးလူမဖြစ်စေနဲ့ဒီစကားကိုမိန့်ကြားခဲ့တာတော့ရသော်ဖျားကိုယ်တိုင်ပဲဖြစ်တယ်မာခောမေတုံမေအန္တိမပုရိတာအဟုဝတ္ထငါဖျားရဲ့သာသနာတော်မှာသင်တို့တွေဟာနောက်ဆုံးလူမဖြစ်စေချင်တယ် ဒီလိုတတိပေးဆုံးမတော်မူခဲ့တဲ့စကားရဲ့အထိပယ်ဒီနေ့ညချက်ထွင်ပြီးတော့ကြည့်ကြရအောင်နောက်ဆုံးလူဆိုတာဘယ်လိုပုံကူမျိုးကိုဆိုရလဲလို့လောကမှာ ကောင်းမြတ်တဲ့လမ်းစဉ်တစ်ခုချက်မှတ်ထားအဲ့ဒီလမ်းစဉ်ကိုအစဉ်အဆက်ကလိုက်နာပြီးတော့ကျင့်သုံးကြအဲ့လိုလိုက်နာကျင့်သုံးကြတဲ့အထက်မှာ မိမိအလှည့်ရောက်တဲ့အခါကျတော့အဲ့ဒီလမ်းစဉ်ကိုမလိုက်နာပဲနဲ့ဖြတ်ပြစ်တဲ့ပုဂ္ဂိုလ်ဟာနောက်ဆုံးလူလို့ခေါ်တယ်နော်နောက်ဆုံးလူကောင်းမြတ်တဲ့လမ်းစဉ်တစ်ခုကမိမိရဲ့လက်ထက်မှာမပြည့်စင်ရဘူးမြန်မာနိုင်ငံမှာဆိုလဲဘိုးဘွားမိဘတွေချမှတ်ထားတဲ့ကောင်းမြတ်တဲ့ tradition လို့ခေါ်တဲ့ မြန်မာနိုင်ငံလိုက်နာကျင့်သုံးနေရှိတဲ့မြန်မာယဉ်ကျေးမှုတွေအဲ့ဒီမြန်မာယဉ်ကျေးမှုတွေတို့မြန်မာတလိထုံတန်းစင်လာတွေတို့ကောင်းမြတ်တဲ့စိတ်ကောင်းနှလုံးကောင်းယဉ်ကျေးမှုကိုအခြေခံထားတဲ့အဆုံးအမစင်စက်မပြတ်ရှေးကပုံကိုယ်တွေလိုက်နာခဲ့ကြပါလျက်နဲ့မိမိလက်ထက်ကြတော့အဲ့ဒီစီကန်းတွေကိုဖောက်ပြက်ပြီးတော့မလိုက်နာပဲနေရင်အဲ့ဒီပုံကိုယ်ကနောက်ဆုံးလူပဲပေါ့ ီလိုဆိုလိုတာပေါ့နော်လောကကြီးမှာကောင်းမြတ်တဲ့လမ်းစဉ်ဆိုတာပညာရှိ သူတော်ကောင်းတွေက ချက်မှတ်ပြီးတော့ပေးလေးရှိကြတယ်ဗေဒိတာဗေနိယမမဆိုပညာရှိ ပုဂ္ဂိုလ်တွေကအမျော်အမြင်ကြီးစွာနဲ့လောကရဲ့အချို့အတွက်ကောင်းမြတ်တဲ့လမ်းစဉ်တွေကိုချက်မှတ်ပြီးတော့ပေးကြတယ်အဲ့ဒီကောင်းမြတ်တဲ့လမ်းစဉ်တွေကိုလိုက်နာချတယ် လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကမြတ်စွာဘုရားသခင်ကိုရမြဟာလောကမှာပွင့်ပေါ်လာခဲ့တယ်။ဘာအတွက်ပွင့်ပေါ်လာတာလဲလို့ဆိုရင်ပဟုဇနဟိတသရဝါဒီကောင်းကျိုးချမ်းသာရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပွင့်လာ။ကောင်းကျိုးချမ်းသာကိုဘယ်လိုလုပ်ပြီးရစေနိုင်တာတုံးလို့ဆိုလို့ရှိရင်တော့ကောင်းမြတ်တဲ့အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေခြင်းဖြင့်ကောင်းမြတ်တဲ့အကျိုးတရားတွေကိုရစေ။ ဆိုလိုတာကမြတ်စွာဘုရားသခင် ကိုရောမြတ်ကတနာစရာတတ္တဝါလို့ဆိုပြီးတော့အခုချက်ချင်းချမ်းသာပြီးအခုချက်ချင်းတဏှာဝကလွတ်အောင်မလို့ရတာမျိုးမဟုတ်ဘူးမမရဘူးဆိုတာမိမိတို့ရဲ့သားသမီးတွေကိုပဲမိဘတွေဟာဘလောက်ပဲချစ်ချစ်ပညာတကြီးဖြစ်အောင်လုပ်မပေးနိုင်ဘူးလုပ်ပေးနိုင်တာဘာလို့ဆိုရင်အချိန်၄ခေါင်းတစ်ခုဖန်တီးပေးနိုင်တယ် ခြေနေကောင်းဆိုဒီမှာဆရာကောင်းကောင်းထံအထာပေးမယ်။ကြောင်းကောင်းကောင်းထားပေးမယ်။ပညာကောင်းကောင်းပို့ချနိုင်တဲ့ပုဂ္ဂိုလ်ရဲ့အမိကိုရ။ဒါတော့ပဲလုပ်ပေးနိုင်တာလေ။သာသမီကိုယ်တိုင်ကနိုင်နာကျင့်သုံးမှု မရှိဘူးဆိုလို့ရှင်မိဘကပါတတ်တယ်ဘာမှမတတ်ဘူးမိဘကဒီကိစ္စမျိုးမှာမခြင်းလို့ရတာမဟုတ်ဘူး သာသမီပညာတတ်ဖို့အရေးအတွက်မိဘဟာအချိန်နေကောင်းပဲဖန်တီးပေးတာဖြစ်တယ်။ထို့အတူပဲဘုရားဘာသာဝင်သူတော်စင်တို့ကိုးကွယ်နေကြတဲ့ဘုရားမြတ်စွာဆိုတာမင်္ဂန်နဲ့အဆုံးအမတွေပေးပြီးတော့အချိန်နေကောင်းတွေကိုဖြစ်ပေါ်စေခြင်းသာဖြစ်တယ်။အချိန်နေကောင်းတွေကိုဖြစ်ပေါ်စေတဲ့အခါမှာအချိန်နေကောင်းကိုအသုံးချပြီးတော့မိမိဘဝတိုးတက်အောင်ကြိုးစားမှသာလဲကြီးပွားတိုးတက်နိုင်တယ်။ ဒါဟုဆုလို့တာဗဟုဇနဟိတာယဗဟုဇနဒုက္ခယသရဝရတဲ့အချိန်နေကောင်းဖန်တီးပြီမှအချိန်နေကောင်းမှဒုက္ခဆိုရယ်ချမ်းသာဒုက္ခဆိုတာရနိုင်ဆိုပါစို့လောကမှာစီးပွားလုပ်ဖို့အချိန်နေကောင်းနေစီးပွားရေးအခွင့်လန်းနေပွင့်လာတယ်ဆိုတာအချိန်နေကောင်းလို့ခေါ်တယ်စိုက်ပျိုးရေးလုပ်မဲ့ပုံကိုယ်တွေအတွက်မြေကောင်းရေကောင်း မိုးလေဝသမှန်ကန်တဲ့ဆိုအခြေအနေကောင်းလို့ခေါ်တယ်။အဲ့ဒီအခြေအနေကောင်းတွေကို သုံးမချနိုင်ဘူးလို့ဆိုလို့ရှိရင်စီးပွားရေးလည်းအောင်မြင်မှာမဟုတ်ဘူးဖြစ်ပေါ်လာမှာမဟုတ်ဘူးစိုက်ပျိုးရေးလည်းဖြစ်ပေါ်လာမှာမဟုတ်ဘူးအခြေအနေကောင်းကိုအသုံးချတတ်ဖို့ရသော်ဘုရား ကိုယ်တိုင်ကိုကတရားဓမ္မဘုရားဖြစ်သူရောက်ပြီးတဲ့နောက်မှာ ပညာကရုဏာနှစ်ရပ်အသုံးချပြီးတော့သရဝါဒီဆင်းရဲဒုက္ခကလွတ်မြောက်ဖို့မှန်ကန်တဲ့လမ်းစဉ်ကိုပညာနဲ့ချမှတ်ပြီးတော့ပေးတယ်ကရုဏာနဲ့အကျဉ်းနာတရားထားပြီးတော့ပညာနဲ့မြတ်စွာဘုရားမှန်ကန်တဲ့လမ်းစဉ်ကိုချမှတ်ပေးတယ်တပည့်စကြတရားဟောတဲ့အချိန်ကနေစပြီးတော့ရှောင်ရမှနဲ့ဆောင်ရမှလိုက်ရမယ့်လမ်းနဲ့မလိုက်ရမယ့်လမ်း ဒီနှလန်းကိုခွဲခြားပြီးတော့ဟောပြောပေးခဲ့တာဖြစ်တယ်ဟောမြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့လိုက်နာရမယ့်လမ်းဆိုတာအလုံးဘုရားဘာသာဝင် သူတော်စင်တွေသိတဲ့အတိုင်းဘယ်လမ်းလဲလို့ဆိုရင်မစ္စည်းမပฏิပဒါဆိုတဲ့လမ်း